အခုချိန်မှာဘသူမအဖက်မလုံလို့ရွာကိုပြန်ကစိတ်ကြောင်းနေရပြီဖြစ်တဲ့ရေခဲတုတ်တဲ့ကိုဆိုင်စောပရိသတ်များအားလုံးမင်္ဂလာပါရှင် Famous Selly News ကနေပြလဲကြိုးစို့လိုက်ပါတယ်အစောပိုင်းမှာလူတွေကမြေတောင်မြောက်ပြီးတော့ပွဲထုတ်ကြပေမဲ့မလိုအပ်တဲ့ချိန်မှာစွန့်ပစ်ခံလိုက်ရတာကတော့ရေခဲတုတ်တဲ့ကိုဆိုင်စောပါအခုဆိုရင်ကိုဆိုင်စောကရွာကိုပြန်ပြီးတော့စိတ်ကြောင်းနေရပါပြီ ဒါကြောင့်လေလူတွေကတနာကယုံနာတက်နေကြတာဖြစ်ပါတယ်။အထူးသဖြင့်တော့ကိုရှိုင်းစော်ကဆယ်လီတွေကိုပွဲထုတ်အသုံးချကမလို့ရင်ကြောင်ထိုးတတ်တဲ့စနေဆိုးရဲ့သားကောင်ဖြစ်ခဲ့ရတယ်လို့ဆိုရမှာပါ။အထူးသဖြင့်တော့ကိုရှိုင်းစော်ကအပွားလေးတို့ရိုးသားတဲ့မဲဝဝီမြင်းတို့ရဲ့လမ်းစဉ်ကိုလိုက်သွားရတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာနာမည်ကြီးပြီဆိုရင်စီးပွားရေးလုပ်ငန်းရှင်တွေဟာသူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေပေါ်ပင် trend နဲ့အတူနာမည်ကြီးစေဖို့အတွက်ပေါ်ပင် sale တွေကိုမဆားရဝါကမန်းမြောက်ပင့်ပြီးတော့မစိုးမပုတ်ငွေလေးကိုပေးခါကြော်ညာခေါ်ရိုက်ပါတယ်အသုံးချလိုက်လို့ကြတာပါပြီးရင်တော့ sale တွေကိုကြောင်းထိုးလိုက်ပြီးတော့နောက်ထပ်အစ်စ်အစ်စ်ပေါ်လာတဲ့ sale တွေကိုထပ်မံအသုံးချကြပါတယ် အခုဆိုရင်တော့ရေခဲတုတ်တဲ့ကိုရှိုင်းစော်တယောက်အသုံးချခံရပြီးရနောက်ရွာပြန်ပြီးတော့စိတ်ကြောင်းနေရပြီဖြစ်ပါတယ်။ဒီမတိုင်ခင်မှာတော့ Facebook ဆယ်လီကိုရှိုင်းစော်ကမြမပြည်မှာစိတ်ထားအကောင်ဆုံးလူသားအဖြစ်အားလုံးကပုံမြောက်ပေးခဲ့ကြတာပါ။ ရေကဲတုတ်တဲ့ကိုဆိုင်စော်ဟာစကိုင်းမျိုးမှာရေကဲတုတ်ရောင်းရင်းနဲ့အတံမွေးဝမ်းကြောင်လုံနေတာမန်စည်းတယ်လေးဖြစ်ပါတယ်။ဒါပေမဲ့လည်းစကိုင်းမျိုးမှာငလင်ဘေးနဲ့ကြုံရပြီးတော့လူတွေဒုက္ခရောက်ကြကုန်တော့ကိုဆိုင်စော်တရားမနေနိုင်တော့ပါဘူး။ဒါပေမဲ့သူ့မှာရေကဲချောင်းရောင်းနေရဲ့ဘဝဖြစ်လို့ လူတန်းစရာကရေကဲတုပ်တွေကလွဲပြီးတော့မရှိခဲ့ပါဘူး။ဒါကြောင့်လည်းရေကဲတုပ်တွေကိုပရိုက်တာအဖွဲတွေအမောပြေပါစေဆိုတဲ့စိတ်ထားနဲ့သူရောင်းတဲ့ရေကဲတုပ်တွေကိုအလက်ကားပေးလူခဲ့ရဖြစ်ပါတယ်။ကိုဆိုင်စော်တယောက်နှွေးနေပူပူမှာတနကားပကွက်ချားနဲ့ရေကဲတုပ်ဌာနပြုနေတဲ့ဗီဒီယိုဖိုင်တွေဓာတ်ပုံတွေဟာအင်တာနက်ပေါ်မှာတော်တော်လေးကိုပြန့်နှံ့ရေပန်းစားနေခဲ့ရပါဘူး။ အရင်နောက်မှာတော့ကိုဆိုင်စော်ရဲ့မုံမြတ်တဲ့စိတ်ထားလေးနဲ့လေးစားလို့ဆိုပြီးတော့စီပွားရေးသမားတွေဟာကိုဆိုင်စော်ကိုဟိုဟာလူဒီဟာလူလောက်ခဲကြပါသည်တချို့သောရွှေဆိုင်တွေဆိုရင်ကိုဆိုင်စော်ကိုကြောညာရီတောင်ခေါ်ရိုက်ပြီးတော့ကိုဆိုင်စော်ကိုဒီနေ့ပဲမင်းသားဖြစ်တော့မလို့လို့ညပဲမင်းသားဖြစ်တော့မလို့လို့နဲ့မျောလင်းချက်တွေပေးထားခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းအခုချိန်မှာတော့ကိုဆိုင်စော်ကိုဘသူကမှကြောညာခေါ်မရိုက်ကြလို့ရွာပြန်ပြီးတော့စိတ်ကြောင်းနေရပြီဖြစ်ပါတယ်ဒါကလည်းဗီဒီယိုအစမှာပြောခဲ့သလိုပါပဲ ်မြန်မာနိုင်ငံကအင်တာနက်ဈေးကွက်မှာနာမည်ဈေးဆယ်လီတွေကိုရသမျှအသုံးချမစိုးမပိုပတ်စံလေးပေးပြီးတော့ခိုင်းပြီးတော့နောက်ဆုံးကြရင်တော့ကြောင်ထိုးလိုက်ကြတာဖြစ်ပါတယ် အခုဆိုရင်တော့ရေခဲတုတ်တဲ့ကိုဆိုင်စော်တယောက်ရိုးသားတဲ့မဝွေမြင့်လမ်းစဉ်ကိုလိုက်သွားရပါပြီ။ဒါကြောင့်လည်းလူတွေကတော့အင်တာနက်ဆယ်လီတွေနေနဲ့နာမည်ကြီးသွားရင်အမြဲတမ်းတည်မြဲနေမယ်လို့မထင်စေချင်ပဲ။ရသမြငွေကိုရယူပြီးတော့ကိုယ့်ရဲ့မူလဘဝလေးကိုအခြေမပြတ်ပိုတိုးတက်အောင်လုပ်သင့်တယ်လို့ဆိုကြပါတယ်။အနုပညာအလုပ်တွေကြော်ညာတွေရိုက်ရမယ်။ရုပ်ရှင်မင်းသားမင်းသမီးဖြစ်မယ်လို့မျှော်မှန်းနေရင်တော့ဘဝပြတ်နိုင်တာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ရွာပြန်ပြီးတော့စိတ်ကြောင်းနေရတဲ့ရေခဲတု ုပ်တဲ့ကိုရှိုင်းစောကိုဘယ်လိုမြင်မိလဲဆိုတာပြောသွားခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်